်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ AR တိုင်းဟင်္ဒရခရိုင်အင်ကပူမြို့နယ်မှာစစ်မှုတန်းစားစရေးအတွက်တိုင်ကိုတက်တောင်းကောက်ယူနေရလို့ဒေသခံတွေကပြောပါရယ် မေလ22ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှုတွေကတအိမ်ကိုကြက်တပေါင်းနှုံးကောက်ယူနေရလို့ဆိုပါရယ်အခုကစစ်မှုထမ်းစားစီဆိုပြီးကောက်တာအိမ်တိုင်းမဖြစ်မနေထဲခိုင်းပြီးမထည့်ရင်မထည့်တဲ့အိမ်ကမိမိတာဝန်လို့ပြောဆိုပြီးကောက်ယူနေတာလို့အင်္ဂဗုံမျိုးနဲ့ထိုးကြီးမျိုးကန်တယောက်ကပြောပါရယ်စစ်မှုထမ်းလူငယ်တွေအတွက်စားစရေးဆိုပြီးကောက်တာကခေါင်းစဉ်တက်တာဖြစ်ပြီးတက်ရရှိတွေငွေလိုနေတာကြောင့်တည့်ရထဲအင်္ဂဝူဘက်မှာအကြောင်းမျိုးမျိုးပြပြီးငွေကောက်နေတာဖြစ်တယ်လို့သိရပါဗျ အင်ကပူမြို့နယ်မှာကျေးရွာအုပ်စု84စုကျေးရွာ6ရွာကျော်ရပ်ကွက်86ရပ်ကွက်ရှိပြီးအထက်ကငွေကောက်ယူနေတာကမဲဇလီ၊ကွင်းကောက်၊ထူးကြီးမြို့တွေမှာ ဖြစ်ပြီးတခြားကျေးရွာတွေမှာပါငွေကောက်ယူနေရလို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းပခိုးကူမြို့နယ်မှာမေလ18ရက်နေ့နေ့လယ်ပိုင်းက KTV သွားမဲ့ရဲတပ်ဖွဲ့ဝင်3ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့စောက်တန်း YSO PDF ကမေလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ ပခုတ်ကူမြောက်ဘက်ဘုံကံစစ်စေးရေးဂိတ်ကနေ KTV ကိုသွားမဲ့ရဲတွေကိုကြိုတင်တင်ရလို့လမ်းကနေအတင်းဆောင်ပြီးဖမ်းဆီးခဲ့တာမှာရဲ၃ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ Southern Wireless ဆို PDF ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်အဲ့ဒီအရှင်ဖမ်းမိတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာပခုတ်ကူမျိုးမရဲစခန်းကရဲတူတက်ချက်တအုပ်နဲ့ရဲတပ်သား2ဦးလို့ဖြစ်တယ်လို့သိရပါဗျ။ ဖမ်းဆီးရမိသူတွေစီကနေလက်ပစ်ပုံးနှလုံးနဲ့ဖုန်းသုံးလုံးအပြင်ခေးသွားတွေစီကငွေကြေးကောက်ခံထားတဲ့ပတ်စံနှစ်သိန်းကျပ်ဝန်းကျင်ကိုသိမ်းဆီးရရှိခဲ့တယ်လို့စောက်တန်းဝိုင်ရဲဆို PDF တာဝန်ခံကိုအောင်မောင်းက TV ကိုပြောခဲ့ပါတယ်အခုဖန်စီရမိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်၃ဦးအပါအဝင်စောက်တန်းဝိုင်ရဲဆို PDF အဖွဲ့စီမှာဖန်စီထိမ့်သိမ်းထားတဲ့စစ်တုံးပန်း၁၀ဦးနီးပါးရှိနေပြီးအားလုံးကိုစစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့လည်းသိရပါပါတယ်ရှင်။ မေလ22ရက်နေ့ကစပြီးမြန်မာနိုင်ငံတဝန်းကအခြေခံပညာကျောင်းတွေမှာကျောင်းဝတ်လက္ခဏာတွေစတင်နေပါတယ်။ဒီလိုကျောင်းဝတ်လက္ခဏာချိန်မှာပဲငလင်ဘေးဒဏ်သစ်ဒေသကကျောင်းသားမိဘတွေဟာကလေးတွေကိုကျောင်းကိုပို့ဖို့စိုးရိမ်နေကြပါတယ်။မျက်သစင်ပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံတဝန်ရှိအခြေခံပညာကျောင်းအသီးသီးမှကျောင်းဝင်လက်ခံခြင်းများကိုဒီကနေ့2025 2026ပညာသင်နှင်းအတွက်မြန်မာနိုင်ငံတဝန်လုံးကအခြေခံပညာကျောင်းတွေအလုံးဇွန်လ2ရက်နေ့စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးကျောင်းအပ်လက်ခံနာတွေကိုတော့ မေလ22ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီလို့စစ်ကောင်စီကကြေညာထားပါတယ်။ဒီလိုကြောင်းအပ်လက်ခံနေပေမဲ့လည်းငလင်တန်တဲ့ဒေသတွေမှာကြောင်းတွေထိခိုက်ပျက်စီးထတာတွေရှိနေပြီးနောက်ဆက်တွဲငလင်တွေကလည်းဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ကြောင်းသားမိဘတွေကစိုးရိမ်နေကြပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသကကေလာ၊ရွာမ၊အိုင်တောင်ကြီး၊တဲလဲဦးအင်း၊ဇရဲကြီးနဲ့နန်းပံကြီးရွာတွေကစတင်ကြောင်းငါးကြောင်းထိခိုက်ပျက်စီးခဲ့တယ်လို့အင်းလေးဒေသခံတွေကဆိုပါတယ်။ ကေလာနဲ့ဇေယကြီးကျေးရွာတွေမှာကျောင်းခွင့်ချိန်အမီယာယီကျောင်းဆောင်ပြန်လည်တိစောက်ပေးနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာရှိပါတယ်။အင်းလေးဒေတာကကျောင်းသားမိဘတယောက်ကတော့ကလေးတွေကိုကျောင်းပို့ဖို့စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။အင်းလေးဒေတာခန့်ရဲ့ပြောကြားချက်ကိုတော့ DVP သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။ကျောင်းခွင့်ရင်သူများကလေးတွေကျောင်းတက်ရင်ကိုယ့်ကလေးကိုလည်းကျောင်းထားကြတာပေါ့။ဒါပေမဲ့အခုကငလင်ကလည်းမကြခနာလုံးနေတာမျိုးတွေရှိတယ်လေ။တိတ်တော့စိတ်မချရသေးဘူးထင်တာပဲ။ ဒီလိုစိုးရိမ်မှုတွေရှိတာပေါ့ယာယီចောင်းဆောင်တွေစောင့်နေတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဘယ်လိုအစီအစဉ်တွေနဲ့သွားမလဲတော့မသိပါဘူးငလင်တန်ကြောင့်ထိခိုက်များခဲ့တဲ့မန္တလေးမှာလည်းနောက်ဆက်တွဲငလင်တွေဇက်တိုက်လှုပ်ခတ်နေသေးတဲ့အတွက်ចောင်းဖွင့်ချိန်မှာကလေးတွေကိုចောင်းလှုပ်ဖို့စိတ်မချဖြစ်နေတယ်လို့မိဘတွေကဆိုကြပါတယ်ចောင်းအချိန်တွေမှာက ငလင်းရလဲသတိုင်းရှိနေသေးတာအတွက်စိတ်ချရလားဆိုတော့ဒါကျွန်တော်တို့အဲစိတ်ချရတယ်လို့ပြောလို့မရဘူးเนาะဘယ်လောက်ပဲအဖောက်အုံခိုင်မာနေရောအဲစစ်ဆေးပြီးတော့ဒီအကြောင်းရအကြံခိုင်မှုရှိပါတယ်ဘယ်လောက်ပဲပြောရောနေကျွန်တော်တို့ဒီဆက်စပ်ပြောတဲ့ငလင်းကရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်အဲစိတ်ချရလားဆိုတဲ့ဒီနေ့မှာကျွန်တော်စိတ်ချရမှာတော့မဟုတ်ဘူးပေါ့เนาะဒါကတော့လက်ရှိအကြောင်းတွေလည်းပြန်ဖွင့်တော့မယ်အဲငလင်းအတွက်အကြောင်းတွေမှာဘယ်လိုမျိုး ကျွန်တော်တို့အဲဒီငလင်နဲ့ပတ်သက်တဲ့အသိပညာပေးအဲကာကွယ်နည်းတို့ဒါမျိုးတွေကျွန်တော်တို့ဘလို့ဆက်ဆောင်ရမလဲဆိုတာဒါအကြောင်းဖွင့်ရင်တော့ဒါမိဘတွေအားလုံးအဲဆက်လက်ဆောက်ကြည့်ရမယ်အရာမျိုးပေါ့နော်။ဒါငလေးရတဲ့စတိုင်းလုပ်နေရတဲ့အတွက်ဒါမိဘတွေနေနေအကြောင်းလို့ဖို့တော့နည်းနည်းလေးစိတ်ထဲမှာအဲဖီလင်းတစ်ခုအနေနဲ့တော့ဒါမိဘတိုင်းရှိကြတဲ့အနေထားပေါ့နော်။အဲ မိဘတိုင်းဖြစ်နေရှိကြတယ်အကြောင်းလှုပ်ဖို့စိတ်မချနိုင်သေးတဲ့အခြေအနေပေါ့နော်ကလေးတွေအနေနဲ့ကလည်းတကယ်လို့ဖြစ်ခဲ့ရင်သူကြောက်တတ်နေချင်းလှုပ်ပိုင်းဘယ်လိုလုပ်မလဲဆိုတဲ့အားမျိုးတွေပေါ့နော်ပြောနေကြတာလည်းအများကြီးရှိကြတဲ့အနေအထားမှာရှိပါတယ်အမဟာစစ်ကောင်စီဩဇာကံသတင်းဌာနတွေမှာငလင်တန်ခန်းစားခဲ့ရတဲ့စကိုင်းမြို့နယ်ကကျောင်းပေါင်း42ကျောင်းပျက်စီးခဲ့ပြီးကျောင်းဆောင်ပေါင်း135ကျောင်းပျက်စီးခဲ့တဲ့အတွက်ယာယီကျောင်းဆောင်45ကျောင်းဆောက်လုပ်ပေးထားတယ်လို့ကြေညာထားပါတယ် DVB data တင်းကောက်ယူစုဆောင်းထားတဲ့အချက်လက်တွေအရတော့ အင်အားပြင်စကိုင်းငလင်ကြောင်းကျောင်းပေါင်း2565ကျောင်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ကျမမြတ်သစင်ပါရှင်။ကွန်ဂိုနိုင်ငံအရှေ့ပိုင်းဘူခါဘူမြို့နာကရွာတွေမှာနေတဲ့ဒေသခံတွေဟာဆွာဟီလီဘာသာစကားနဲ့မကာလာလို့ခေါ်တဲ့မိသွေးထုတ်ဖို့တပ်ပင်တွေကိုခုတ်လဲနေကြတာပါ။ တောခုတ်လို့သစိနှုံးတွေတိတိတသာကြဆင်းလာပြီးဒေသတွင်ဂေဟစနစ်ပျက်စီးမှာကိုစွန့်ရည်စိတ်တွေမြင့်တက်လာနေကြပါတယ်။ရဝန္ဒာကြောထောက်နောက်ခံပြို M23 သဘုံအဖွဲ့ကဒီမိုကရက်တစ်သမ္မတကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာမြောက်နယ်တောင်ကေဘူးပြည်နယ်တွေကမြို့အများအပြားကို2025အစောပိုင်းကတည်းကသိမ်းပိုက်ခဲ့တာပါ။ အဲ့ဒီအချိန်ကလေးကဒေသတွင်းမှာအကြမ်းဖက်မှုတွေပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။တပုံတွေထိန်းချုပ်မှုကြောင့်အရင်ကစစ်စေးရေးဂိတ်တွေနဲ့ပြည်သူစစ်လှည့်ကင်းတွေကပိတ်ဆို့ထားခဲ့တဲ့လမ်းတွေပြန်ပွင့်သွားခဲ့ပြီးမိသွေးထုတ်လုပ်မှုနဲ့တယူပို့ဆောင်ရေးလည်းအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ တချိန်ကကွန်ဂိုဖရန့်ငွေ7000ကနေ3000အထိအမေရိကန်ဒေါ်လာ32ကနေ48ဒေါ်လာဝင်ကျင်နေရောင်းခဲ့တဲ့မိသွေးဟောင်းအခုတော့တဝက်နီးပါးဈေးဖြစ်တဲ့ကွန်ဂိုဖရန့်ငွေ4000ခွဲနဲ့5000ကျားမှာရောင်းဝယ်ဖြစ်နေတယ်လို့ပြည်ရင်းကုန်သွယ်တွေကပြောပါတယ်တချိန်တည်းမှာပဲ UNESCO ကမ္ဘာဝင်နေနေရဖြစ်တဲ့ခါဟူစီပီက မြို့သားဥယျာဉ်ရဲ့ဂျားခန်ဆုံတွေမှာမိသွေးအတွက်တိခုတ် area ချဲ့ထွင်တာကိုထိန်းသိမ်းရေးသမားတွေကသတိပေးခဲ့ပါတယ်ရှင်။ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။